ဖိုက်တာတွေအကောင်လုံးဟာငါ့ကိုအနိုင်ယူပြီးနမဲကြီးအောင်လှုပ်ချင်ကြတယ်ဆိုတဲ့ rival ရဲ့စကားကဂျိုရှာဘန်ကိုအထင်သေးပြောဆိုတာလားပရိသတ်များဝဲမင်လားဗျာမန်ချက်စတာဖော့ဆောင်ကလည်းပြန်လဲကြိုးလိုက်ပါရင်ဘန်နဲ့ပွဲဖြစ်ပြီဆိုတော့ USC ကအတီးပြုတ်ချင်းညာချက်အပြီးမှာတော့ Brandon Rival ကဒီပွဲနဲ့ပတ်သက်လို့သူ့ရဲ့အမြင်တွေကိုထုတ်ဖော်ပြောကြားလာခဲ့ရမှာဖိုက်တာတွေအကောင်လုံးဟာငါ့ကိုအနိုင်ယူပြီးနမဲကြီးအောင်လှုပ်ချင်ကြတယ်ဆိုတဲ့စကားလည်းပါဝင်လာခဲ့ပါရင်ဒီစကားတွေပေါ်ကျွန်တော်ကတော့သိပြီးသဘောမကျပါဘူး rival စကားတွေကပါထားလဲဘန်ကိုနှိမ်ချင်တာလားဆိုပြီးတော့တော့မှတွေးမိပါရင် ဒါကြောင့်ဒီစကားကဘာကိုရွယ်ပြီးပြောတာလဲဆိုရင်ကျွန်တော်စဉ်းစားခဲ့မိတဲ့အချက်တွေကိုဒီနေ့ဗီဒီယိုထဲမှာတင်ဆက်ပေးလိုက်ရပါတယ်။ရင်းဆုံး rival ကဘာကြောင့်ဒီလိုပြောခဲ့တာလဲဆိုတဲ့ဒီပိုင်းကိုအရင်ပြောကြည့်ကြရအောင်။နံပါတ်1အချက်သူကအဆင့်တင် fighter အနေနဲ့ပြင်းထန်ဖြစ်နေတယ်လို့ခန်းစားနေရတာကြောင့်ဖြစ်နိုင်ပါရင် rival ဟာ USA 296မှာ Brandon Moreno ကိုအနိုင်ရရှိပြီးခရက်က flyweight တန်းမှာအဆင့်တင်နေရာကိုတင်ပိုက်ထားပါရင်ဒီအဆင့်မှာရှိနေတဲ့ fighter 2အနေနဲ့သူက weight တန်းနဲ့မှာတခြား fighter တွေအတွက်အကြီးမားတဲ့ပြင်းထန်တစ်ခုဖြစ်လာပါရင် rival ကိုအနိုင်ယူနိုင်ရင်ပြိုင်ဘက်တင်ဟာ champion စုကိုစိန်ခေါ်နိုင်ဖို့အခွင့်အရေးရဖို့အပြင် မဲ့ကြီးလာနိုင်တဲ့ခွင့်ရင်းကိုလည်းရရှိမှာပါ။ Rabbit ဒီမှတ်ချက်ဟာသူ့ရဲ့ထိတ်တန့်အဆင့်ကိုအတိမတ်ပြုတဲ့ယုံကြည်မှုတစ်ခုဖြစ်ပြီးပြိုင်ပွဲတွေရဲ့ရည်မှန်းချက်တွေကိုထောက်ပြတာဖြစ်ပါရင် H မှာပြည်သူတွေကလည်း Rabbit ဒီစကားကိုသူ့အဆင့်ကိုတည်ပြီးယုံကြည်မှုပြတဲ့စကားလို့သုံးသပ်ထားပါရင်နမဲ့နေ့အချက်ဗန်ရဲ့စင်ကော်မှုနဲ့ဆက်ဆက်တဲ့အပိုင်းကိုကြည့်ရမယ်ဆိုရင်ဗန်ဟာဇွန်လ9ရက်နေ့မှာမဘရူနိုဆီဗာနဲ့ထိုးထားပြီးနောက်ထပ်၃ပတ်အကြာမှာဘရန်ဒန်ရိုင်ဗယ်နဲ့ပွဲထက်ထိုးဖို့လက်ခံခဲ့ပါတယ်။ဒီလိုတိုတောင်းတဲ့အချိန်အတွင်းထိတ်တန်းဖိုက်တာတို့နဲ့ရင်ဆိုင်ဖို့ဗန်ရဲ့ဆုံးဖြတ်ချက်ဟာသူဘလောက်ထိရည်မှန်းချက်ကြီးမားသလဲဆိုတာကိုပြသရောက်ပါတယ်။ rival ကဗန်ကို gangster လို့ခေါ်ဆိုပြီးဗန်ရဲ့ရဲရဲမှုကိုချီးကျူးခဲ့ပေမယ့်တစ်ချိန်တည်းမှာပဲဗန်ဟာ rival ကိုနိုင်ယူပြီး flyway တန်းမှာနာမည်ကြီးလာဖို့ကြိုးစားနေတယ်လို့လည်းယူဆထားတဲ့ပုံပါပဲ rival မှတ်ချက်အားပွဲရဲ့ပြင်းထန်မှုကိုတိုးမြင့်ဖို့ရည်ရဲစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတစ်ခုဖြစ်နိုင်ပါတယ်နံပါတ်3အချက် rival ရဲ့ပင်ကိုဆိုင်နဲ့စိတ်နဲ့ပိုင်းဆိုင်ရာကိုတစ်ချက်လောက်ကြည့်လိုက်ရအောင် rival ဟာသူ့ရဲ့ပြောဆိုမှုတွေမှာယုံကြည်မှုပြေဝပြီးပြိုင်ဘက်တွေကိုလှုပ်ဆော်တဲ့စကားတွေပြောလို့ရှိပါတယ် ဥမာရိုင်မန်ကဖန်ကိုအလားလာရှိတဲ့လူငယ်ဖိုင်တာလေးလို့ Instagram မှာချီးကျူးခဲ့ပြီးတစ်ချိန်တည်းမှာပဲသူ့ရဲ့အဆင့်ရက်တင်မှုကိုစိန်ခေါ်လာသူတွေကိုရင်ဆိုင်ဖို့အသင့်ရှိတယ်လို့ပြသခဲ့ပါတယ်။ဒီမဲ့ချက်ဟာရိုင်မန်ရဲ့ပြန်ဆိုင်မှုစိတ်ဓာတ်ကိုထင်ရှားစေပြီးဖန်ကိုတမင်တကာစိန်ခေါ်လာတဲ့သူ့ရဲ့ထိတ်တန်းနေရာကိုကာဝယ်ဖို့စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုတစ်ခုဖြစ်နေပါတယ်။အခုဆက်လက်ပြီးရိုင်မန်ကဒီလိုစကားမျိုးပြောလာတာဟာဖန်ကိုနှိမ့်ချခြင်းလိုလားဆိုတာကိုတစ်ချက်လောက်ဆက်တွေးကြည့်လိုက်ရအောင်ပါ။ ရိုင်ဘင်ကဗန်ကိုထင်သေးတာလားဒီလိုမဟုတ်နိုင်ပါဘူးရိုင်ဘင်ရဲ့ဒီမန့်ချက်ကဗန်ကိုထင်သေးတယ်လို့တိုင်းအိတ်ဆိုလိုတာမဟုတ်ဘဲသူ့လိုအဆင့်မြင့် fighter တယောက်အနေနဲ့ရင်ဆိုင်ရတဲ့စိန်ခေါ်မှုတွေကိုထောက်ပြတာဖြစ်နိုင်ပါတယ်။ဘာကြောင့်ဗန်ကိုအထင်မသေးဘူးလို့ပြောနိုင်ရတာလဲ။ရိုင်ဘင်ကဗန်ကိုချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ရိုင်ဘင်ကဗန်ကိုအလားအလာရှိဆုံးလူငယ် fighter နဲ့ gangster လို့ပြောခဲ့ပါတယ်။ဒီလိုချီးကျူးမှုတွေဟာဗန်ရဲ့စွမ်းရည်နဲ့ရင်းရင်းမှုကိုအတိအမှန်ပြတာဖြစ်ပြီးအထင်သေးတဲ့သဘောမဟုတ်ပါဘူး။ H မှာပြည်သက်တွေကလည်းရိုင်ဘင်ရဲ့ဒီစကားတွေကဗန်ဘော်လိမ့်စားမှုရှိတယ်လို့ပြောနေကြပါတယ်။နောက်တစ်ချက်ကတော့ ရိုင်မန်ဟာဒီပွဲကိုစိတ်လုံရှားစွာအကောင်းဆုံးပွဲတစ်ပွဲလို့ဆိုခဲ့ပြီးဗန်ရဲ့စွမ်းရည်ကိုအတိမတ်ပြုကပွဲရဲ့ပြင်ထန်မှုကိုမိမောင်းထိုးပြခဲ့ပါတယ်။ဒါဟာရိုင်မန်ကဗန်ကိုပေါ့ပေါ့တန်တန်ပြိုင်ပွဲလို့မြင်မိပေမဲ့ဗန်ရဲ့စိန်ခေါ်မှုကိုအလေးနဲ့ထားတယ်လို့ဆိုလိုရရောက်ပါတယ်။နောက်တစ်ချက်ကတော့ US ရဲ့ပြိုင်ဆိုင်မှုသဘာဝဖြစ်ပါတယ်။ US မှာထိတ်တန့်ဖိုင်တာတွေကိုနိုင်ယူပြီးနာမည်ကြီးလာဖို့ကြိုးစားတာဟာပုံမှန်ဖြစ်စဉ်တစ်ခုပါ။ရိုင်မန်ရဲ့မတ်ချက်ဟာဗန်ကိုထိချစွာပြင်မဲ့ထားပြီးအထင်သေးတာမဟုတ်ပဲ Flyweight တန်းတဲ့ကဖိုင်တာတိုင်းရဲ့ရည်မှန်းချက်ကိုရေမှုရအဖြစ်ပြောပြတာဖြစ်ပါတယ်။ဗန်ရဲ့အတန့်ငယ်မှု23နှစ်နဲ့လင်းမြန်တိုးတက်မှုကိုထည့်သွင်းစဉ်းစားရင် ရိုင်ဘယ်ကဗန်ကောလေးနဲ့ထားတဲ့ပြိုင်ပွဲဖြစ်ရှုမြင်နေတာပါ။ဒါကြောင့်ရိုင်ဘယ်ဘက်ကအခုလိုမျိုးတွေပြောလာခဲ့တာဟာဗန်ကောအထင်သေးလို့မဟုတ်ပဲစိတ်ထဲစစ်စင်ရေးပြုတ်လောက်တာလို့ပဲကျွန်တော်ကတော့မြင်မိကြပါပါ။ပြည်သက်များအနေနဲ့ကရောဘယ်လိုများထင်မြင်မိပါသလဲပြောပေးခဲ့ကြပါဦး။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်။နောက်နေ့မှလည်းအားကစားနေတဲ့တဲ့တင်ကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Voice Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။